ဟယ်လိုအားလုံးပဲမင်္ဂလာပါပူပမချန်ကနေကြိုဆိုပါရစေဆိုတော့ Chelsea ကတော့နှစ်ကူးတကူးဆိုတဲ့ရလနဲ့အိမ်ကွင်းမှာ Liverpool တင်းကိုကျွန်တော်သာအနိုင်ရတယ်နီးပြဖြစ်တဲ့ Enzo Maris ကအတွက် Champions League ပွဲတွေကောဒီ Premier League ပွဲစဉ်တွေကောအနီးကပ်တွေတို့ဒဏ်ရာပြဿနာတွေတို့ရလတ်တွေကရှုံးနာတွေတို့တောက်လျှောက်ကြုံနေရတဲ့အချိန်မှာ BB ကကို Champions League မှာနိုင်ပွဲရတယ်အဲ့ဒါပြင်ကျွန်တော်အနေနဲ့ပေါ့နော်ဒီ weekend မှာ Liverpool လို့အသင်းမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ရတော့ Maris ကအနေနဲ့ ဘလောက်ပဲခက်တဲ့အသင်းနဲ့ပဲဖြစ်ဖြစ်ဒါသူ့ရဲ့ PR တွေရော့နိုင်ဘူးဆိုရင်ဒီ weekend ပွဲမှာအနိုင်ရဖို့လိုတယ်ဆိုတဲ့ PR မျိုးတွေရှိခဲ့တာကိုသူရအောင်အနိုင်ယူပြသွားတယ်။အဲအဲ့ဒါလိုပဲတစ်ဖက်က Liverpool တင်းကလည်းလုံးလုံး PR ကင်းနေတဲ့အသင်းမျိုးတော့မဟုတ်ဘူး။သူတို့ပြင်ယာစီစမှာယူထားတဲ့အမှတ်တီကြောင်းတာနောက်ကြနိုင်နောက်ကြဂိုးဒီပိုင်းနေပေါ့နော်။သူတို့ဒါအနိုင်ယူပြထားလို့ဒါတော်တော်လေးကိုအဆင်ပြေထားတာ။ဆိုတော့အဲ့ဒီ ဟိုတရှိမှာတိုင်ပတ်ခဲ့တဲ့အရာတွေကအခုဆိုပေါ်လာပြီးတော့အခုဆိုလေပောက်တင်ကထက်ရှုံတော့သုံးပွဲဆက်တိုက်ကျွန်တော်တို့ကရှုံပွဲဖြစ်သွားပြီဆိုတော့လေပောက်နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်ရအောင်လေပောက်နဲ့ပတ်သက်လို့ကျွန်တော်ပြောရင်သုံးပွဲဆက်တိုက်ကျွန်တော်ရှုံနေသွားပြီဆိုတော့လေပောက်အနေနဲ့ကျွန်တော်တို့ကချဲဆီကိုအဝေးကမှနှစ်ဂိုးတစ်ဂိုးနဲ့ကျွန်တော်ရှုံနေကလာတာဆာရီကိုကျွန်တော်ဘယ်တော့ဒီ1-0ဆိုတဲ့ရလနဲ့ကျွန်တော်အဝေးကမှသူတို့ရှုံနေခရစ်စတယ်ပဲလစ်ကို2-1ဆိုတဲ့ရလနဲ့သူတို့တွေကအိမ်အဝေးကမှသူတို့ရှုံနေအဝေးဝင်းကစားတဲ့သုံးပွဲခက်ခဲပါတယ်ဆိုတဲ့သုံးပွဲမှာ ၃ဘွဲစရုံးကျွန်တော်အနေနဲ့ရှုံးနေနေပေါ့နော်ဆိုတော့ဒါဒီ Arnis Store အတွက်တော်တော်လေးတိုင်ပတ်ပါတယ်ဒါပေမဲ့တခုရှိတာကတော့တခြားနီးပြားတွေလိုမျိုးကျွန်တော်ပေါ့နော်အဲ့လောက်ကြီးကြီးကျွန်တော်ဒါ PR တွေတော့ရှိနေမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ Arnis Store ရဲ့ပထမဆုံးယာဒီမာကိုကသူကဖလားယူပြထားတာကိုနော်ဖလားယူပြထားတာကိုအဲ့ဒီတော့ကျွန်တော်အနေနဲ့ပေါ့နော်ဘလိုပြောမလဲဒီလိုအချိန်ရဖို့အတွက်သူသူလူချင်းတဲ့အတင်းတင်းကိုပုံဖော်ဖို့အတွက်ကိုပဲ အာနီစရောကဗျာသိတယ်မလားသူပြူဖလားရပြီးတော့သူစိတ်ကြိုက်ပြောင်းလဲနေတယ်အဲ့တော့ပြောင်းလဲတော့ဘာဖြစ်လဲဆိုတော့လူအချက်တွေတိုင်ပတ်တာတွေအများကြီးကျွန်တော်မြင်ရတယ်ဒါကလည်းပဲနီးပြအာနီစရောကပထမရာသီမှာ pragmatism နဲ့ပုံစံနဲ့သွားအလုပ်ဖြစ်ခဲ့ပြီးတော့အချိန်ရတယ်အခုကျတော့သူလိုချင်တဲ့သူ့ပုံစံအတိုင်းပုံဖော်ဖို့ဂျူးပန်းတဲ့နေရာမှာအပြောင်းလဲတွေရှိတော့ တိုင်ပတ်တယ်ဆိုတော့သူတို့ဓာရီဆိုလို့ရှင်အဆင်မပြေသေးဘူးသူတို့ပြင် rest defense ဒီမှာဆိုလို့ရှင်တိုင်ပတ်နေတော့မယ်เนาะပြီးလို့ရှင် out of position shape ဒီမှာအဲ့လောက်ပြောစရာမရှိပြီမဲ့လို့ပေါ့เนาะကိုစီကပြတ်သွားပြီဆိုလို့ရှင်တိုင်ပတ်တဲ့အချိန်ဒီနေ့အများကြီးကြုံနေရတော့မယ်ဒါအပြင် case exam တွေမှာဆိုလို့ရှင်လည်းပဲ back post ဒီဘာဒီမှာ defensive awareness တိုင်ပတ်တာတွေဘာတွေနဲ့အဆင်မပြေဖြစ်နေတော့မယ်เนาะ Alexander Isak ကလည်းတို့ဒီပွဲမှာ သူ့ရီ control လုပ်တဲ့နေရာကနေတစဉ်ဂိုးရခဲ့တယ်ဆိုပေမဲ့လို့ iset ရဲ့ပုံစံကိုကျွန်တော်မမြင်ရသေးဘူးဒါအပြင်ကျွန်တော်တွေနဲ့အဆင်ပြေပါတယ်အားကိုးရပါတယ်ဆိုတဲ့ issue ကို AKTG ကလည်းရှေ့မှာအဲ့ညီချောအောင်ပွဲခံပဲနီကက်တီထိတာတော့အာနီစရောကတင်းနေတယ်ကာကက်စ်ကလည်းပဲအံဝင်ခွင့်ချဖြစ်တဲ့အနေထားမရှိသေးသလို frame bound ကိုလည်းကျွန်တော်တွေနဲ့လုံးဝဘယ်လိုပြောမလဲဟိုချုပ်ချက်ခန့်အောင်လုပ်နိုင်တဲ့ဝင်ကားစီနဲ့ဆိုလို့ရှိရင်မယုံတဲ့သဘောမှာကျွန်တော်ရှိတယ်ဆိုဘူဒလိုင်းတို့ကစားမမျိုးကိုကျွန်တော်က right back ကိုထား၃ရက်လောက်တည်းထိကျွန်တော်ဘယ်တော့သူက ဖရင်ပေါင်တို့ဘာလို့ကိုမယုံခဲ့တာကော်နာဘရဒီကိုကြော်ပြီးတော့သူတို့တုံးတယ်တခုရှိတာကဒီဆိုဘူလိုင်းကိုကျွန်တော်တို့ right back မှာတုံးတာကအပြစ်အများကြီးပြောစရာတော့မရှိဘူးဘာလို့လဲဆိုတော့ကစားမားကဘယ်နေရာဖြစ်ဖြစ်အဆင်ပြေအောင်ကစားနေလို့ပဲတိုးတော့ကျွန်တော်အနေနဲ့ပေါ့နော်ဆိုဘူလိုင်းရဲ့အကောင်းဆုံးအရည်သွေးကိုမရဘူးနီးပြတွေဟာကစားမားတွေကိုကျွန်တော်တို့သူတို့ရဲ့ out of position ကနေတုံးမယ်ဆိုရင်တပွဲနှစ်ပွဲသုံးလေးပွဲလောက်ကလွှဲရင်ပို့ပြီးတော့မကြိုးပမ်းသင့်ဘူးပဲဘာလို့လဲဆိုတော့ ဟိုလူမရှိလို့တို့တိုင်ပက်လို့လို့ဆိုတဲ့အနေအထားမျိုးတွေမှာကစားမကဖြည့်ကစားပြီးလို့ယာကောင်းရနိုင်မယ်ဒါပေမဲ့လို့ဘောနော်ကစားမရဲ့အကောင်းဆုံးအည်သွေးကိုကျွန်တော်မရဘူးမှန်တယ်အခုချိန်မှာ Florian VS တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဘောနော်ဒါဘာလဲဒီ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 ဟို show boss line တို့ဘ누구ကိုပွဲထုတ်ရမှမသိဘူးသူဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါပေမဲ့ balance အဖြစ်ဆုံးကစားမကိုတုံးရမှာပဲ နော်ဖလိုဟာကျွန်တော်တန်းတရာကျော်ပြီးကြရလို့ဆိုပြီးတော့သူ့ကိုမဖြစ်မနေသုံးရမယ်လို့မဆိုလို့ဘူးတန်းတရာကျော်သုံးပြီဆိုမှတော့မဖြစ်မနေတော့သုံးရမှာပေါ့နော်တိုးတော်လေးပဲအသင်းကို balance အဖြစ်ဆုံးကစားမကိုသူထည့်ပြီးတော့နော်ကျွန်တော်သုံးမရမှာဒီပွဲမှာလည်းရှူဘူးတိုင်းကိုထားလာတယ်တိုးတော်လေးပဲတပွဲလုံးတော့ကျွန်တော်မဟုတ်ခဲ့ဘူးပေါ့နော်ဒါကြောင့်လီဗာပူးဘက်မှာကအားနည်းချက်တွေကျွန်တော်ကအခုမှရှိတယ်မို့ပထမဆုံးသူတို့ကစားပါတယ်ဆိုတော့ဘုံမောင်းတဲ့ပွဲမှာကလေးကကျွန်တော်တွေ့ရတာဘုံမောင်းတဲ့ပွဲလို့ပေါ့နော်ကျွန်တော်ကနောက်ကြောက်ဂိုရီနဲ့နိုင်နေအဲ့ဒီရှေ့ပွဲတွေနောက်ကြောက်ဂိုရီနောက်ကြောက်ဂိုရီနောက်ကြောက်ဂိုရီနဲ့နိုင်ပြီးတော့ နော်ကျွန်တော်တို့အမှတ်တီပါတွေအများကြီးယူပြီးတော့သူတို့ကတော်တော်လေးကိုတိုင်ကောင်းခဲ့တာအဲ့မှာပွဲတီပါတွေကြီးတဲ့သူတွေဆိုလို့ရှိရင်ဟာဒီကောင်းလေးကန်ကောင်းသွားတာပြောကြတဲ့သူတွေရှိတယ်သူတို့ကအလကားပြောတာဒါပြောင်ကျင်တဲ့သဘောနဲ့ကန်ကောင်းသွားတာဘာညာပြောတာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့လို့တကယ်တမ်းကျွန်တော်ကြည့်ရင်လီဗာပူးတင်းဟာတော်တော်ကိုကန်ကောင်းပြီးတော့ဘောနော်ဟိုအဆင်ပြေသွားတဲ့ပွဲတွေအများကြီးပဲဆိုတော့အဲ့ဒါတွေကအခုအသားမကျတော့ခါကျတော့ဒါအသင်းကြီးကအားနေချက်ကြီးကျွန်တော်ရှာကုန်ညပြီရှာကုန်ညပြီဘာလို့လဲဆိုတော့သူတို့ခံစီကိုထိုးနှက်နိုင်စွမ်းနေရှိနေလို့ပဲ ဘူးနဲ့နိုင်စွမ်းနေရှိနေလို့တိုင်ပတ်လာပြီဆိုတော့လေပါဘူးကဒါကြောင့်အာနီစလော့အတွက်တော့ပေါ့နော်ခန်စစ်ကျွန်တော်တို့ပေါ့နော် shape တွေခန်စစ်ကိုကျွန်တော်တို့သာ restaurant တိဆောက်တဲ့နေရာတွေမှာပြင်ဆင်မှုတွေသူအများကြီးလုပ်ရပါတော့မယ်ဒီလောက်နေတော့ကျွန်တော်မမြောက်ဘူးပေါ့နော်ဒါကြောင့်လေပါဘူးတင်ကသုံးပွဲဆက်သူတို့ရှုံးသွားပြီးအဝေးခွင်းမှာပြိုင်ပွဲဆုံး Champions League ကိုအပါဝင် International Break ပြီးမှ Manchester United နဲ့သူတို့ရှင်မကစားရမယ်ပေါ့လေသူတို့အိမ်ခွင်းအိုက်တိုင်းတော့အိမ်ခွင်းမှာသူတို့တွေဘာလို့ပြမလဲကြည့်ရမယ်โอเคတော့ Chelsea နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ဆိုတော့ညီကတို့နေနေရောဒီပွဲမှာ နော်ဘသူကကျွန်တော်က man of the match ဖြစ်ခဲ့မယ်လို့ကျွန်တော်ထင်ကြလဲဆက်တမနော်ဆွေးနွေးကြပါအောင်ဆိုတော့ Chelsea နဲ့ပတ်သက်လို့ပြောရရင်ဒီနေရာမှာဗျာထားပါတော့နော်ကိုင်စီရိုကြီးဘလောက်ကောင်းတာနော်အာအန်ဇိုအန်ဇိုဖာနန်ဒက်စ်ကဘလောက်ကောင်းတာဟလာနော်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့နော်ဘိုးသွင်းသွားတဲ့ဘိုးသွင်းသွားတဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီဗာလဲ Esteban Oli ကဘလောက်ကောင်းတာကူကရဲလာကဘလောက်ကောင်းတာမှန်ပါတယ်ကစားမားတွေကောင်းတာတွေကျွန်တော်ရှိတယ်ဒါပေမဲ့ဒီပွဲမှာကျွန်တော်မှန်ကန်ကျွန်တော်တို့စကားပြောရမှာကနီပြအန်ဇိုမာရက်စ်ကပဲဒီနေရာမှာ Chelsea ပြည်သက်တွေဆိုလို့ရှိရင်ဗျာ ကျန်တဲ့ပြည်သက်တွေတဲ့ကိုသိန်းထက်ပို့ပြီးတော့သိရကိုသိန်းเจ้าကိုဘာဖြစ်လဲဆိုတော့မာရက်စကာအနေနဲ့ဒီယာဒီသူကစားပုံနေဟာအခုမှဒီယာဒီမှမဟုတ်ပါဘူးပြီးခဲ့တဲ့ယာဒီကလေးကသူကစားပုံနေကဘလောက်ထိတောင်မှဆွဲဆောင်မှုမရှိသေးလဲလို့เนาะကစားပုံကလည်းတစ်ခါလာလဲဓာကြီးပဲလို့ဟုတ်လားเนาะနီးပြားကဒီပုံကိုမပြောင်းဘူးလို့ပြောကျင်စရာတွေအများကြီးဖြစ်ခဲ့ဖြစ်ထားတာရှိမှာဒါအပြင်ချဲစီနီနဲ့ပေါ့နော်အနီကက်တွေဘာတွေထိရင်းနဲ့ရလက်တွေဘာတွေမကောင်းတာတွေရှိတော့ ခေါင်းပေါ်ကြတာကဗျာတိလာเนาะကျွန်တော်အနီကထိတဲ့ကစားမတွေမဟုတ်ဘဲနဲ့နီးပြပေါ်ပဲကျွန်တော်လာတာဆိုတော့မာရက်စကာဒီရလက်တီကလည်းမန်ချက်စတာယူနိုက်တက်ကိုရှုံးတာတို့ဟလာเนาะဘရန်ဖူးကိုတည်ကြတာတို့ဘရိုက်တန်ကိုသူတို့ရှုံးတာတို့ဘိုင်ယန်မြူနစ်ကိုရှုံးတာတို့ကျွန်တော်ကြည့်ရင်အဝေးဝင်သွားကစားတဲ့ပွဲဒီမှာတောက်လျှောက်တိုင်ပက်ပြီးတော့အိမ်ဝင်းမှာကစားတဲ့ဘရိုက်တန်ရဲ့ပွဲမှာလည်းအကုန်တိုင်ပက်ထားတာဆိုတော့မာရက်စကာဒရက်တာမာရက်စကာဒရက်ကကျွန်တော်နေအင်မတန်ကိုဖိအားတွေများနေတာအဲ့လိုအနေထားမှာ လေဘဝူလူအသင်းမျိုးကိုအင်ကွင်းမှာနိုင်အောင်ဆွမ်းဆောင်ပေးထားနိုင်နေဆိုတာမျိုးကမာရစ်ကာကိုအများကြီးချီးကျူးရမှာဒီနေရာမှာခုနကပြောသလိုပဲကစားမားတွေကောင်းတာတွေမပါဘူးတော့မဟုတ်ဘူးသို့တော့သို့တော့မာရစ်ကာအလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေကမသေးဘူးစဉ်းစားကြည့်ဗျာတော့သူ့ရဲ့ခန်းစစ်ဘက်လိုင်းမှာအရေးပါဆုံးကစားမားဖြစ်တဲ့ဆန်နဘက်ကစားမားလေဗစ်ခရိုဝဲကိုကျွန်တော်တို့သာဟိုကာလာရှိလက်လွတ်ရတယ်ပြီးလို့ရှိရင်ပေါ့နော်တိုးစင်ကိုကျွန်တော်တို့လက်လွတ်ရတယ်ကျွန်တော် ပြီးလို့ရှိရင်ကျွန်တော်တို့သာအဲဘယ်လိုပြောမလဲ ဟိုအခုဆိုလို့ချင်းအချင်းပေါင်းတို့တန်ရရသွားပြီဟဲ့လားအချင်းပေါင်းတို့နာသွားပြီဗာရီယာရှိတို့နာသွားပြီဝက်စလီဖိုဘန်နာဆိုလို့ရှိရင်မင်းပြန်မကောင်းမကောင်းနဲ့ပြန်ကျူးမှာပြန်ပြန်ထိမှာကိုစိုးနေရတာအခုလည်းဥကောင်းတန်ရရနေပြီပြီးရင်ကျွန်တော်တွေနဲ့ချာလိုဘတ်တန်ရရနေပြီနော်စဉ်းစားကြည့်ပြအခုလက်ရှိသူတို့မှာဆန်နဘက်စစ်စစ်ကစားနိုင်တာဆိုလို့သူတို့မှာဂျရေဟာတိုတယောက်ပဲကျွန်တော်ကျန်တော့တာဒီကောင်လေးပဲကျွန်တော်ကျန်တော့တာဘလို့မှကျွန်တော်အဆင်မပြေဆိုတော့ခန်းစစ်ဘက်လိုင်းကြီးမှာပြဿနာအကြီးကြီးကြုံနေရတယ်အဲ့ဒီဒဲကမှာ တိုက်စစ်ပိုင်းမှာကိုပါမာတို့လူကစားမတွေကအင်ဂျူရီပြဿနာကြုံနေရတာတိုက်စစ်ကိုအားဖြည့်ထားပါတယ်ဆိုတဲ့ Lion Dilab ကတိုက်စစ်နော်ဒါဒဏ်ရာပြဿနာကြုံနေရတာဒါတွေကိုကျွန်တော်တို့ကြည့်ရင်ဘယ်လိုမှအဆင်မပြေဝယ်ထားပါတယ်ဆိုတဲ့ Jimmy Gittens ကလည်း performance ကောင်းမပြနိုင်တာနော်ကျွန်တော်စဉ်းစားကြည့်ပြတိုက်စစ်မှာ Joao Petro တယောက်ထည့်ရင်ဒါတော့မှ Joao Petro တယောက်ထည့်နေကျွန်တော်တို့မနော်ဘလောက်မှအလုံးမဖြစ်ဘူးဆိုတော့စဉ်းစားကြည့် Maris ကလည်းရှိကြုံနေရတဲ့ပြဿနာတွေကမမသေးဘူး အဲ့ဒီတဲကမှဒီလိုပွဲမျိုးကိုနိုင်အောင်ကစားတဲ့နေရာမှာချီကျူးစရာဖြစ်တယ်ဆိုတာမအားကြောင့်လဲဆိုတော့ကျွန်တော်တို့မာရက်စကာနီနဲ့ရှီပွဲဒီမှာဆိုလို့ရှိရင်တခုခုတိုင်ပက်ပြီးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဗောနော်အဲလူစားလဲတာမှားတာတို့ဗောနော်ပြီးလို့ရှိရင်အရန်အတွေးလွန်ပြီးတော့ဗောနော်မလုံသိတဲ့ပြောင်းလဲမှုတွေကျွန်တော်လုံတာတို့ ਨੇ တိုင်ပက်ခဲ့တာအဲ့ဒါတွေကိုလည်းသူကိုယ်တိုင်ဝန်ခံထားတယ် press conference ဒီမှာသူ့အနေနဲ့ဗောနော်ပို့ပြီးတော့အဆုံးဖြတ်ချက်ကောင်းကောင်းကြီးချခဲ့တဲ့နေတယ်လို့ဘာလို့သူပြောထားတယ်ဆိုတော့ဒီပွဲချင်းကပ်ပုံကြီးကိုကျွန်တော်ကြည့်ရင် မာရက်စကာကတော်တော်လေးရဲရင်ခဲ့တဲ့တဲမှာပါတယ်လို့ပြောလို့ရတယ်လေဘာဘူးလိုမျိုးပြ excel ရှိမယ် dominic sobotline ရှိမယ် florian vier ရှိမယ် sala ရှိမယ် gapo ရှိမယ်ပြီးရှူကို akitiki ရှိမယ်ဒီလိုတိုက်စစ်တွေပိုင်ဆိုင်ထားတဲ့အတင်းကိုကိုယ့်ရဲ့အဓိကခံစစ်တွေလုံးဝမပါတော့တဲ့အချိန်မှာခံစစ်ကိုငါတို့ဗနေအောင်ပိတ်လိုက်ကြတော့ဟိခံစစ်ကိုဥတီကစားကြလိုက်ကစားလိုက်ကြတော့ဟိနော်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ရရင်ရတယ်လို့တိုက်စစ်သွားတာဒါဒီကျွန်တော်တို့နေပေါ့နော် ရဲရင်တဲ့တဲမှာပါလေလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ချယ်ဆီကရှေ့မှာတိုင်ပတ်နေတာ။ဒီပွဲသာထပ်ပြီးတော့ရှုံးမယ်ဆိုရင်ဒီပွဲကအနီကက်တွေပါရင်လည်းထိမိနေတော့ကစားမားတွေလည်းအပြစ်တင်နေရတာမဖြစ်တော့ဘူး။အဲ့တော့သူ့ခေါင်းပေါ်ပဲကျွန်တော်လာမှာ။ဒါကိုပဲသူ့အနေနဲ့ပေါ့နော်။သူဆုံးဖြတ်ခဲ့တဲ့အရာတွေကတော်တော်ကိုဟို rich ယူရတဲ့အရာမျိုးတွေကြီးပဲရဲ့။လေပါဦးလိုမျိုးကျွန်တော်တို့ပေါ့နော်တိုက်စစ်မှာအရင် NDA များပါတယ်ဆိုတဲ့ကစားမားတွေကိုတကယ်တကယ်အားကိုးရပါတယ်ဆိုတဲ့အဓိကဆန်နဘက်တွေမပါဘဲနဲ့ကစားနေရတဲ့အချိန်ဒီမှာတော့မှတိုက်စစ်သွားဖို့ကိုဝန်မလေးဘူးဗျာ။ တော့ဗောနော်ဒါကြောင့်ဟိုဒီတော်တော်လေးအဆင်ပြေတယ်ထားပါတော့ကာနာချူတို့ဂျူအိုပက်ထရိုတို့နော်ကျွန်တော်ပက်ထရိုနီတိုတို့လိုမျိုးအဓိကကစားမတွေအကုန်လဲပလိုက်တာခန်စီကိုအားပြည့်တယ်လားဆိုတော့လည်းမဟုတ်ဘူးအင်စတေဘာတို့လိုကစားမတွေစန်နာဖော်ဆစ်စစ်ပြေတယ်မဂီယူတို့ကစားမတွေပြီးရင်ကျွန်တော်တို့ဗောနော်ဟိုဂျီမီကစ်တင်စတူတို့ကစားမတွေထည့်ပြီးတော့တိုက်စစ်ကသွားနေတုံးမယ်နော်တိုက်စစ်ကသွားနေတုံးမယ်ဆိုတော့ဒါကိုကြည့်ရင်ဗောနော်ဒီကြုံနေရတဲ့ပြဿနာတွေနဲ့မှမှဒီလိုမျိုးနိုင်ပွဲရအောင်ယူထားတယ်ဆိုတာမျိုးကတော်တော်အဆင်ပြေတယ်ဗျာ ဒါအပြင်ကျွန်တော်တို့နေဂူစတိုကိုကွင်းလေကိုထားသွင်းနေရတာတွေဆိုတော့နီးပြမှာပြီးတော့မလွယ်ဘူးဘလိုမှန်းကိုမလွယ်တာနီးပြတယောက်အတွက်ကဒါလောက်တန်ရပြဿနာတွေပါရင်တိုင်ပတ်နေပြီဆိုပြီးရှင်ဒါကြောင့်ပေါ့နော်နီးပြမာရက်စကာတွေ့တော့ဒီပွဲကဒါအထူးချီးကျူးစရာလို့ကျွန်တော်ယူဆတယ်အဲဒီပွဲမှာဆိုလို့ရှင်ချယ်ဆီဘက်မှာဟိုတော်တော်ကောင်းပါတယ်အန်ဇိုဖာနန်ဒက်ဆိုလို့ရှင်တော်တော်လေးယုံနေတယ်မှာပါတယ်နော်သူတိုင်ပတ်သွားတဲ့တိုင်တိုင်ထိသွားတဲ့ခေါင်းတိုက်လုံးလေးရောတော်တော်ကောင်းနေတယ်မှာပါတယ် အဲဒီကင်စီရိုကတော့ပေါ့နော်ကျွန်တော်တို့ကတော့ကင်စီရိုနဲ့ပတ်သက်လို့ရှိရင်တပွဲတပွဲချီးကျူးကြတယ်ပေါ့လေမနေ့ပြောရင်ကင်စီရိုကပြီးခဲ့တဲ့ယာဒီကလေးကသူတရာဒီလုံးကောင်းထားတာနော်ဒီယာဒီမှလည်းတံမိုးကောင်းနေတာကတကယ်တမ်းအထူးဆန်းမဟုတ်တော့ဘူးကင်စီရိုအတွက်ကဒါဟာသူပုံမှန်ခြေစွမ်းလို့ကျွန်တော်တို့ဖြစ်နေပြီနော် defensive midfield premier league မှာဆိုရင်အကောင်းဆုံးကစားမားတွေကတယောက်လို့ကျွန်တော်ပြောလို့ရမယ်သူကန်ကြကြီးကတော့လက်လံစရာပါနော်ကျွန်တော်ဘန်တိုက်ကဘလူးမြန် defense လုပ်နေတယ်တော့မသိဘူးသူ့အနေနဲ့ကန်ကြက်ကိုကျွန်တော်အနေနဲ့ပေါ့နော် တီလန်တို့မာမာဒက်ချ်ဘီဆိုလို့ရှိရင်သူတက်ထန်နေမှာလှန့်ဆန့်ထုတ်လိုက်သေးတာမှီလဲမှီလိုက်သေးတယ်ထီလဲထီသွားသေးတယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ကကန်ကြက်ကအရင်ကောင်းပြီးတော့ဒေါင်းကျသွားတဲ့အခါကျတော့ဘလူးမန်ကိုကျွန်တော်မထိနိုင်ဘူးနော်တော်တော်လေးကိုကျွန်တော်အနေနဲ့ကောင်းနေကန်ကြက်ပါနော်ဆိုတော့ဟို Google Dollar တို့လည်းတော်တော်လေးကောင်းနေတယ်မှာပါတယ် Google Dollar နဲ့သဘောကျတဲ့ကောင်းနေတယ်မှာပါတယ်အဲကျွန်တော်တို့ကဝင်လာတဲ့နေရာမှာဆိုလို့ရှိရင်လည်းပဲ Estevao တို့ပါလို့ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ်ပေါ့နော်တာဝန်ကြီးတယ်ပေါ့ဗျာအဲ့ဒါမှမဟုတ်သူ့သူဘလောက်ပဲဘယ်နှမိနစ်မှာပဲဝင်ခဲ့ရဝင်ခဲ့ရအတင်းတွေသုံးမဲ့ယူပြီးမဲ့ ဲ့လိုဒါပုံစံမျိုးလုတ်ပြနိုင်ကြတဲ့ဂိုးသွင်းနိုင်ကြတဲ့ဆိုတာမျိုးကဒါဂျင်းနဲ့ဆရာတို့ကျွန်တော်ပြောရမှာပဲเนาะဆိုတော့ညီကလို့ရောဘလူမင်းရတဲ့ဆင်တမိုင်းเนาะညီကလို့ရောဘလူမင်းရတဲ့ဆင်တမိုင်းเนาะဆွေးနွေးကြပါဆိုတော့လောတဲ့ပုတ်ပေးထားရတဲ့ညီကိုတွေကျွန်တော်ပေါ့เนาะဒါ1122ယောက်တွေကျွန်တော်ရှိပါတယ်1132ကျော်ရှိပါတယ်လက်ရှိမှာ ကျွန်တော်ကိုင်းစီယူကိုတော့အကောင်းဆုံးမနော်မန်နော့တမက်ချ်ပြကျွန်တော်ပို့ပေးထားတယ်နော်ကျွန်တော်လည်းတော့ကြီးညီကိုတို့ရွေးလို့ရတယ်နော်မန်လူမာရက်စကာလာနော်မဟုတ်တယ်လေမာရက်စကာလည်းပဲတူတူတူရဲ့ကျွန်တော်တို့နေအချင်းကြီးတွေကြောင့်ဒီပွဲကကျွန်တော်အချင်းကြီးကောင်းခဲ့ရတာလीနော်ပြီးအန်ဇိုဖာနန်ဒက်စ်တို့အက်စတီဗာတို့နော်ဒါပွဲကိုအဆုံးဖြတ်ပြီးခဲ့တဲ့ဂျာမားတွေဒါပေမဲ့ကိုင်းစီယူကတော့ဟိုတပွဲလုံးကိုရန်နေတယ်လို့ကျွန်တော်ပြောလို့တော့ကျွန်တော်ရတာပေါ့ဗျာ လီဗာပူးကဗျာတဲ့ရှေ့ကိုဇွတ်မဲပြီးတော့เนาะနောက်ကပွင့်နေတာတဲ့လီဗာပူးကပြည်တနာကအဲ့ဒါပဲဟိုဒါကအခုမှမဟုတ်ဘူးဗောနော်အခုသူသဖြင့်လီဗာပူးပရိသတ်စီကိုကျွန်တော်သိတယ်ဗျာလူတိုင်းကတော့ကိုအတင်းဆိုလို့ရှိရင်ပွဲတိုင်းကြီးကြတာဆိုတော့ကိုအတင်းအကြောင်းကိုကိုတီဆုံးဗောလီဗာပူးမှာခန်းစစ်ကပြည်တနာတက်တာမင်းမင်းဟိုယာဒီစကလေးကအခုဒီယာဒီမှာဆိုလို့ရှိရင်လေပါဦးသိနေတယ်ကျတော့ဗောနော်အေးငါကင်မရာကိုမထိနေလို့ နော်အခုဒီရာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗောနော်လေပါဦးတင်နေနေကိုခန်းစစ်ကပြာကျွန်တော်တို့က6ကိုးတွေပါတွေပေးထားခုနှစ်ပွဲမှာ6ကိုးဆိုတာမျိုးကအခြေအမကောင်းဘူးအာဆင်နယ်ဆိုသူတို့နဲ့တိုက်တယ် challenge ပြန်ပြ3ကိုးပဲကျွန်တော်ပေးရသေးတယ်ဗျာသိလားနော်အေဗာတန်လိုအသင်းမျိုးတော်ကျွန်တော်6ကိုးပဲပေးရသေးတယ်ဗျာဆိုအဓိကခန်းစစ်ပဲနော်တိုက်စစ်မှာ6ဘလောက်တွင်တွင်ကိုကခန်းစစ်မှာ6တွေပြန်ပြီးနေရတယ်ဆိုလို့ရှိရင်ဘလို့မှအခြေအမကောင်းဘူးအဲ့တော့ကျွန်တော်တို့နေလေပါဦးတင်ရဲ့ခန်းစစ်ကဘုံမောင်းတဲ့ဒီရာဒီစပြီးတော့ကန်တဲ့ပွဲကလေးကတော်တော်လေးတိုင်ပတ်နေတာ နော်အခုတော့ဒါအရင်ကြီးအချင်းကြီးစိုးရတာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့15မက်16မက်ဗျာအာဇနယ်ကအဆင့်1မှာကျွန်တော်16မက်နဲ့နော်ဒါတော့မှအာဇနယ်ကဒီယာဒီမှာတပွဲရှုံးပြီးသွားပြီသူတို့ဆိုနှစ်ပွဲရှုံးပြီးသွားပြီအခုဆိုလေဘာလို့က15မက်နဲ့ကျွန်တော်အသင်းကြီးကြားထဲမှာယာဒီကအစောပိုင်းရှိနေသူတို့အမှတ်ကအလောက်မကွာဘူးဒါပေမဲ့လို့ဟိုဘယ်လိုပြောမလဲနီးပြားတွေကသူတို့ယုံကြည်တဲ့အရာဆိုလို့ရှိရင်သူတို့ကဘလောက်ပဲတိုင်ပတ်နေနေအပြောင်းလဲလုပ်ဖို့ကတအားခဲရင်နေဗျာတိလာဆိုတော့ဟိုမာရဟိုနီးပြားဗာလဲဒီအာနီစလော့ကလည်းပဲသူစိတ်ကြိုက်ပြန်တီဆောက်နေတဲ့အသင်းမှာဆိုလို့ရှိရင် တော်တော်လေးကိုတိုင်းပတ်နေတယ်ဆိုတော့အဲတိုင်းပတ်တဲ့အရာတွေကပြောင်းလဲမလားဆိုတော့ကျွန်တော်မထင်ဘူးเนาะကျွန်တော်မထင်ဘူးဒီတိုင်းပဲဆက်ပြီးတော့သွားလိမ့်ဦးမယ်လို့ကျွန်တော်ထင်တာပဲเนาะ အနာကျူကလည်းတကူကောင်းမဆန်ဘူးတဲ့ဒီနေ့ပေးပို့မှုကောင်းနေဗျာတဲ့နော်အာ okay ပါအဲဆိုတော့ဆမ်မြန်ကြီးချန်ပီယံဖြစ်မယ်ထင်တယ်ဘလူးလေတင်လဲတဲ့ဆက်သမိုင်းလောလောဆယ်မှာကျွန်တော်တို့ပေါ့နော်ပွဲက9ပွဲပဲကျွန်တော်ကန်ပါသေးတယ်နော်ပွဲက9ပွဲပဲကျွန်တော်ကန်ပါသေးတယ်ကြားထဲမှာကျွန်တော်မထင်မှတ်တဲ့ပေါ့နော်အနီကက်တီဆစ်ပန်နေဖြစ်တာတွေဒဏ်ရာရတာတွေအသင်းကြီးဟာပုံမှန်ချီမဟုတ်တော့တာတွေပွဲချက်ကာလတွေပါအများကြီးကျွန်တော်တိုင်ပတ်လာမှာဆက်သမိုင်းနော်ဘယ်သင်းတွေဘာတွေဖြစ်မှုလဲပြောဖို့ကတော့ imminent ခဲရင်တယ်တူတော်လည်းပဲကျွန်တော်ကတော့ပေါ့နော်အဲဒီတိုင်တယ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ယာတီမစခင်ကလေးကဗီဒီယိုလုပ်ထားတာတွေကျွန်တော်ရှိပါတယ်နော် ဲ့တော့ကျွန်တော်တို့အရာဒီနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားကြားထဲမှာတော့မပြောသေးဘူးပေါ့လေနော်မပြောသေးဘူးအန်ဇိုကောင်းတိုက်တဲ့အလုံးကလေးကဂိုးရမှာဗျာတဲ့နော်အဲ့ဒီ inner city တိုင်းသွားလို့ရှိရင်ဂိုးရတော့မယ်ဆိုတော့ခန်းစားချက်ကခန်းစားမိနေတာတဲ့နော်အဲကျွန်တော်အိမ်ဝင်းလဲပါတာပေါ့လေသူကနောက်တစ်ခုရှိတာကခုနကကျွန်တော်ပြောလို့ပဲအန်ဇိုမာရက်ဆိုအန်ဇိုမာရက်စကားရဲ့ဘက်ကူကဗျာသိတယ်မလားသူကိုယ်တိုင်ကူကကျွန်တော်တို့ဘယ်လိုပြောမလဲဒီသူကိုယ်တိုင်ကူကဟို ခံစည်းကိုငါတို့အားပြုမယ်ဟေးဆိုတဲ့ပုံစံမျိုးကျွန်တော်ဟုတ်မနေဘူးဗျာနော်။ရပြီ။ Thank you ။ခံစည်းကိုငါတို့အားပြုမယ်ဟေးငါတို့တည်ရမလားဒီပုံစံနဲ့တွားမယ်ဟေးဆိုတဲ့ဟိုဂိုးမပြရဖို့အဓိကပဲဆိုတဲ့ပုံစံမျိုးကျွန်တော်ဟုတ်မနေဘူးဗျာတည်လား။နော်အဲ့ဒါကပဲကျွန်တော်ကောင်းတဲ့တစ်ချက်လို့ပြောရမှာပဲ။အထူးသဖြင့်ဟိုလီဗာပူးတင်းရဲ့ခံစည်းမှာအားနည်းချက်တွေရှိတာကိုကျွန်တော်ကြည့်ပါလား။မာရက်စကာကဗျာ sorry ပါလေဒီ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 ဆလော့ကဗျာညာချမ်းမှာဆိုလို့ရှိရင် frame ပေါင်းလုံးကစားမှာ right back ရှိတယ်မထည့်ဘူးစူဘူတိုင်းကိုသူထည့်တယ်เนาะပြီးလို့ရှိရင်ခန်စစ်မှာဆိုလို့ရှိရင်ကိုနာလေးကိုထုတ်တယ်ဗျာ သိလားကိုနာလေးကိုထုတ်တယ်သူ graven badge ကိုထည့်တယ်ဒါတွေကိုကြည့်ရင်သူ့ရဲ့ခံစစ်တွေကိုသူဘလောက်မယုံတယ်လဲဆိုတာကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်နော်အဲ့ဒီတော့ Chelsea ဘက်ကအဲ့ဒီပဲချမ်းကကြီးပဲတိုက်စစ်စင်တာဒီ Esteban တို့ဘာတို့ပဲချမ်းကဆိုတာနော်အလုံးစုံဖြတ်တင်ဖို့ပြေးဖို့ပဲသူတို့ကြည့်ရအဲ့ဒီပဲချမ်းကပဲသူတို့သွားတာဆိုတော့ဒါကြောင့် Chelsea Liverpool ကတော့သူတို့နောက်တန်းကိုသူတို့မယုံဘူးဆိုတဲ့အနေထားမှာရှိတယ်တကယ်လည်းပဲယုံကြည်နေရရှိမနေဘူးနော်အားနေချက်တွေကတတော်ကိုတိုင်ပတ်တဲ့အနေထားမျိုးဆိုတော့အခါကျတော့ရာဒီကိုရင်တော့ပြားတယ်နော်နေရာမှန်ပေါ်နေနေရာမှန်ပြန်ရောက်မယ်ထင်တာပါပဲတဲ့နော်โอเคပါ အဲဆိုတော့တရားစီလုံးရတယ်နော်ကန်ကောင်းမှု package ကုန်သွားပြီလားမသိပါဘူးတဲ့နော်အဲလိုတော့လေကျွန်တော်မဟုတ်ပါဘူးနော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲနော်ရှိမှလဲကျွန်တော်တို့ဒါဖလားရခဲ့တဲ့ယာစီတွေဆိုတာကလည်းကျွန်တော်တို့ကနေသူကျွန်တော်ရှိခဲ့တာပဲနော်ကျွန်တော်တပွဲတလေလောက်နဲ့ကျွန်တော်ပေါ့နော်အဲ့လောက်ကြီးကြီးဘယ်လိုပြောမလဲပြောလို့တော့ကျွန်တော်မရပါဘူးနော်ချင်းကြီးက အဲဒုတိယလူအဖြစ်နဲ့ဗာလဲပြားတယ်ပြောကြပါနဲ့ဆက်အာဆနယ်ဇိုင်းနဲ့နာမည်ရနော်ဒုတိယလူအဖြစ်နဲ့ဗာလဲပြားတယ်တရှင်းသိမ့်မရလို့တဲ့မလီမလီဆက်သမားနော်မလီကိုကအခုမှအပေါ်အပေါ်ရောက်လာတာရှိသေးတယ်ရှောက်ရှောက်ပြီးတော့သူများတော့မပြောနဲ့ဆက်သမားနော်ကိုနေရာတော့မှအေးစစ်နေုံနော်ကိုတင်းကကျွန်တော်ပွဲစဉ်6လောက်တည်းရလာနော်အစင်းအစင်းတင်မှာနော်ကျွန်တော်တို့ဘယ်ပြောမလဲဟိုဖျက်တန်းလာတာဆက်သမားနော်ကိုနေရာတော့မှအေးစစ်နေုံဆက်သမားနော်မလီသူများတွေကနော်သွားပြီးတော့ဘာမလုပ်သေးနဲ့ဟိုမလီ အဲဆိုတော့နော် United မှာတော့ငားတယ်ဂါနာချူကိုကြိုက်လာတယ်နော်အခုချဲစီကဂါနာချူကိုကြိုက်လာတယ်နော်ဘယ်ဂါနာချူမှမကြိုက်ဘူးဆရာသမားကြီးနော်မင်းအခုချဲစီမှာဘာဒီမြဲလုတ်ပြနေလို့တော့နော်ချဲစီချဲစီပြိတ်သက်တွေရတယ်နော်ဒီလောက်နေတယ်မင်းကြည်နေဆရာဖြစ်နေရအောင်ရှေ့တုန်းကကစားမားတွေဘလူကစားပြဆိုလေနော်ကြည်တေချာမင်းကြည့်ကြပါအောင်မလို့နော်ဒီလောက်နေတယ်ကိုမင်းဘယ်ဂါနာချူကြိုက်တယ်လေဒီမေးကုန်ပြီ United မှာဂါနာချူလုတ်ပြထားတာဘာလဲမင်းသွားလဲရှူးလိုက်အောင်ဆရာကြီးနော် အာဆင်ကလည်းအရင်လိုမဟုတ်တော့ဘူးပြရတဲ့ဒီဒီရာသီကနှစ်သင်းစာဖြစ်နေပြီတဲ့ဆက်သမားလေဘောင်းနဲ့ချဲစည်းကြောင်းပြောနေတာကျွန်တော်တို့ကနော်ဘာတွေဘာတွေဟိုဖြစ်နေကြလဲလေဘောင်းခန်းစစ်ကပြရတယ်နော်တ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 ော်လေးကိုညံ့နေတယ်မှာပါတယ်တဲ့နော်ဘလူးမန်ကိုစင်ပြူပါတယ်အာနီစလော့ကလည်းပြောင်းပါမလားတော့ကျွန်တော်မသိဘူးတဲ့နော်နီးပြကနီးကထိသွားသေးတယ်နော်တဲ့နှဝတနီပါနီးပြကနော်နှဝတနီထိသွားတာပါနှဝတနီထိသွားတာပါဆက်သမားရေနော် အဲဆူဒေါ့နော်ကွင်းလင်ပါဗျာတဲ့ဂရီမန်ဘတ်ကကောင်းတော့ကောင်းနေတာပဲတဲ့ဒါပေမဲ့ဆန်နာဘက်ကပုတ်ပလိုက်ရောတဲ့အဲဟွာကူမယုံလို့ဖြစ်ရတာလေဟွာကူမယုံလို့ဖြစ်ရတာလေကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလို့ဒီဗါလေအဲကူနာလေးကိုမယုံလို့ဖြစ်ရတာလေမယုံမှုဆိုရင်လည်းမင်းစဉ်းစားလဲကြည့်လောင်လေကူနာလေးကမင်းဓာတ်၆တိုင်နေပတ်နေတာနော်ဓာတ်၆ကျွန်တော်တို့တိုင်နေပတ်နေတာပဲနော်ဟိုတော်တော်လေးကိုအဆင်မပြေတာလေကူနာလေးကိုကျွန်တော်ကြည့်လိုက်ပါဒါကူနာလေးကဒါဒီဒီပွဲမဟုတ်တော့ဘူးနော်ဒါလေပါဘူးပဲကြည့်တဲ့ညီကလေးဆိုသိတယ်ရှစ်ပွဲဒီမှာကလေးကဒီကောင်တိုင်ပတ်နေတာနော် ပူဆိုတာကဆာလာတို့ဗျာနော်ဆာလာစဉ်းစားကြည့်ပေါ့ဒီပွဲတားညံ့တာသိလားနော်နော်ဆာလာဒီပွဲတားညံ့တာဒီကောင်ကန်ခွင့်ရတဲ့နေ့အရင်ဆိုလို့ရှိရင်ဝင်မဲ့အလုံးနေမြေရှယ်လုံးကြီးတွေကြီးပဲရဆာလာဆိုလို့ရှိရင်အခုဒီပွဲမှာမြေလုံးအောင်ကိုမဝင်ဘူးလူမဝင်ဖို့မပြောနဲ့ဗျာမြေခေါင်းကိုလုံးဝတဲ့ကိုမတဲ့ဘူးဗျာသိလားနော်ကန်တာတွေကလေနော်တဲ့ကိုမတဲ့ဘူးသိလားမြေဂိုးကိုမတဲ့တာပါဆိုမှပဲအဲ့လောက်ကြီးကြီးကျွန်တော်တို့ဆာလာတို့ကတော့တိုင်ပတ်နေတာနော် ကဲဆိုခြေသူများကြီးပါတယ်နော်ခြေသူများကြီးပါတယ်ဆိုတော့ဒါ Chelsea ကတော့လိုအပ်တဲ့နိုင်ပွဲကိုရပြီးတော့ကျွန်တော်တို့ International Break နားတယ်ဗောလေလီဗာပူးတင်တွက်ကတော့ရှုံးပွဲနဲ့ International Break နားတယ်ဆိုတော့ကတော့အချင်းကြီးတော့မကောင်းဘူးကဲညီကတို့ရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆိုတော့ Man of the Match ဆိုလို့ရှိရင်ဘယ်သူဖြစ်ခဲ့မဲ့တင်ကြလဲဆွေးနွေးကြပါအောင်ဆိုတော့ Channel လေးကို Subscribe နဲ့တူဆွေးနွေးပြီးတော့ပတ်တောင်းဆိုပါတယ်အားလုံးကိုခြေသူပါ